ကယ်ဒီနေ့မှာတော့ကျမရင်နဲ့ပတ်သက်တဲ့ကယ်စီယန်တက်ရဲ့ကျမရင်အကျိုးကျေးဇူးအကြောင်းလေးကိုပြောပြပေးချင်ပါတယ်။ကယ်စီယန်တက်ကဒီခန္ဓာကိုယ်အလေးချိန်ရဲ့တိတသမာငါးဒါမှမဟုတ်200ခန်းတော့လောက်ခန္ဓာကိုယ်ထဲမှာပါဝင်နေဆိုတာကိုသင်သိပါလား။ကယ်စီယန်တက်ဆိုရင်တော့လူတွေကိုလုံးနိဗ္ဗာန်နွားနို့အမှတ်ရမိကြမှာပါ။နွားနို့ကကယ်စီယန်တက်ကျွဲဝါစွာပါဝင်ပြီးတော့အယိုးရည်နဲ့သွားတွေကိုကျမ်းမာကြံ့ခိုင်စေပါတယ်။ကယ်စီယန်တက်ရဲ့69ရာခိုင်နှုန်းကအယိုးနဲ့သွားတွေမှာတွေ့ရပြီးတော့ကြံ့တရာခိုင်နှုန်းကတော့ အုံနောက်အာယုံကျော်နဲ့ကြွက်သားရဲ့လုပ်ငန်းဆောင်တာတွေမှာသုံးပါတယ်။အယိုးအတန်မှာဖို့ကယ်ဆီယမ်ဓာတ်ကအယိုးတွေတက်မှစီပြီးတော့အယိုးဘွားယောဂါကိုကာကွယ်ပေးပါတယ်။ကယ်ဆီယမ်ဓာတ်ကအထူးသဖြင့်ခလီးတွေရဲ့အယိုးတွေကြီးထွားဖွံ့ဖြိုးဖို့အတွက်အဓိကအရေးကြီးပါတယ်။အသက်20ရွယ်မှာကယ်ဆီယမ်ဓာတ်ဆုပ်ယူနိုင်စွမ်းနဲ့အယိုးဖွံ့ဖြိုးတိုးတက်မှုကအမြင့်ဆုံးချိန်ဖြစ်ပြီးအဲ့ဒီနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့လျှော့ကျလာတာပါ။ကြောက်ကမှရှိတဲ့ကြောက်တွေအတွက်ကယ်ဆီယမ်ဓာတ်ကကြောက်ကမှကြောက်တဲ့ရာတွေကာကွယ်ပေးနိုင်ပါတယ်။ သွေးဖိအားကိုထိန်းညှိပေးပြီးတော့ကယ်ဆီယမ်ဓာတ်လုံလောက်ရင်သွေးတို့ကိုကျစေပြီးသွေးဖိအားကိုထိန်းညှိပေးပါတယ်။ဒါကြောင့်သွေးတို့ရောဂါရှိသူတွေအနေနဲ့ကယ်ဆီယမ်ဓာတ်ကိုလုံလောက်စွာစားပေးဖို့အရေးကြီးပါတယ်။ကင်ဆာအန်တီအောက်ဆီဒန့်ဓာတ်ကကင်ဆာရောဂါကိုကာကွယ်ပေးသလိုကယ်ဆီယမ်ဓာတ်ကလည်းကင်ဆာဆဲတွေဖြစ်မလာအောင်လို့တားဆီးပေးပါတယ်။အထူးသဖြင့်သားဥပျိုနဲ့ရှင်သားကင်ဆာတို့ကိုကာကွယ်ပေးနိုင်ပါတယ်။အပြုံးလှလှလေးတွေပြုံးနိုင်ဖို့အတွက်ကယ်ဆီယမ်ဓာတ်ကကျန်းမာကျန်းခိုင်နဲ့မေးရိုးသွားရရနိုင်မှုအ धिक အရေးကြီးပါတယ် ကယ်ဆီယမ်ဓာတ်ကသွားကျူရတွေကိုကောက်ွယ်ပေးပြီးဖက်တီးရီးယားနဲ့သွားကျောက်တဲ့ဓာတ်တွေမဖြစ်အောင်လို့အကူအညီပေးပါတယ်။ဟုတ်ကဲ့ပါရှင်အခုလိုဗီဒီယိုလေးတွေကိုအပတ်စဉ်နေ့စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ Matter Power Page နေကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်ရှင်။အားလုံးကျေးဇူးများတင်ပါတယ်ရှင်။